ဟုတ်ကဲ့ပါသတင်းစာရှင်းလင်းပွဲအတွင်းထိုင်းသတင်းဌာနတွေနဲ့မြန်မာသတင်းဌာနတို့တက်ရောက်ခဲ့ကြပြီးသတင်းစာရှင်းလင်းပွဲကိုမြောက်ပြည်အမှတ်9ရပ်ကွက်ရှိ BGF နေကြားတောင်တက်ရှေ့တန်းယုံခမ်းမမှာ ပြုတ်လုခဲ့တာပါဒေတာဖို့ပြိုတိုးတက်စီခြင်းလို့ကျွန်တော်တို့နိုင်ငံခြားရေးရင်းနှုတ်နယ်မှုဖိတ်ခေါ်ပြီးတော့ကျွန်တော်တို့မြို့ပြလုခဲ့တာပေါ့နော်နောက်ပြီးတော့အဲ့ဒီနောက်ပိုင်းမှာဒီနိုင်ငံခြားရေးကနေပြီးတော့မှသူတို့ရဲ့တိုးတက်တဲ့ဤပညာအနေနဲ့ အဲဒီကဘာပေါ်မှာလိမ့်လည်မှုပြုလုပ်လာတယ်ဆိုတော့ကိုတို့အခုနောက်ပိုင်းမှာတင်းတင်းကျပ်ကျပ်ပြီးအတိခဲ့ရတော့ပေါ့နော်အဲ့တော့ကြောင့်မလို့ကိုတို့ကအခုနေ့အချိန်ခါမှာဒီကဘာကြီးနဲ့အတူနော်ကိုတို့အိန္ဒိယနိုင်ငံတွေနဲ့အတူကိုတို့နိုင်ငံအစိုးရနဲ့အတူကိုတို့ကဒီစကမ်မာကိုကြားဖြတ်တိုက်ဖြတ်ရေးကို ဟိုပြီးတိုင်းဖေရှားရှင်းလင်းဖို့အတွက်ကိုတို့မကြခင်လှုပ်ဆောင်မယ်ဆိုတဲ့အကြောင်းလက်ရှိဖန်းစီထားတဲ့နိုင်ငံသားကြားဖြန့်အယောက်တစ်ထောင်နဲ့နှစ်ထောင်ကြားပဲရှိတော့ကြောင်းနဲ့ကြားဖြန့်နေကို လာမဲ့ရပိုင်းအတွင်းအပြည့်ပြတ်နှိမ်နှင်းတော်မှာလို့လဲဆိုပါတယ်ကိုတို့တက်ပြဖို့ကတော့လက်ရှိကတော့အကူတို့ဟိုဒီပြီးခဲ့တဲ့ကာလတော့လည်းအကူတို့ဒီ ထိုင်းရဲ့ကိုလို့နိုင်ငံရဲ့အလီဆုံးထိုင်းလေဆက်မှာလည်းထိုင်းဝန်ကြီးချုပ်ဟိုပြောလာတာရှိတယ်ဒီပေါ်မှာလည်းကိုလို့လေးစားတံပူထားပါတယ်အဲ့တော့ဒီနောက်ဒီကိုလို့ဒီကမ္ဘာနိုင်ငံတီးတီးကလူလာနေတဲ့ဒီဒီဒီကြပြတ်အဖေရှားရှင်လေးကြီးကိစ္စကိုကိုလို့ကတော့အခုကိုလို့တိုင်ကဒီအစိုးရတာဝန်ရှိသူတွေနဲ့ကိုလို့ဒီပူပေါင်းပြီးတော့ကိုတို့ကတော့တော့လုံးဝပပျောက်နေကြည့် ဒီရပ်ပိုင်းထဲမှာပဲကိုလိုကဒါနောက်နောက်ထပ်ဆိုတာမရှိတော့ဘူးဒီတစ်ခါအပိတိုက်ပြန်စားရှင်းလင်းတော့မှာရပ်ပိုင်းအတွင်းကလည်းထိုင်းနိုင်ငံဝန်ကြီးချုပ်ကိုတိုင်မဲဆောက်မြို့ကိုလာပြီးကြားဖြန့်ကိုစစ်ပွဲတရအဖြစ်တိုက်ခိုက်ရှင်းလင်းတော့မယ်လို့ကြေညာခဲ့သေးတာပါမြန်မာနိုင်ငံကြားဖြန့်ပေါ်များတဲ့ကိစ္စကတော့အဓိကတော့စစ်တပ်ပဲအဓိကတော့စစ်တပ်ပဲစစ်တပ်ကြောင့်ပဲအဲ့တော့ ဲ့ဒီရှစ်တက်မှာမှာနောက်ထပ်လူပုဂ္ဂိုလ်အနေနဲ့ထပ်ပြောရင်တော့ဒါမင်းအွန်လိုင်းနေအုပ်စုပဲ။ဒါသူတို့တာဝန်ရှိဆုံးပဲ။အာမာဖတ်လို့လဲလို့ပြောရင်သူတို့ကတိုင်းပြည်ကိုသူတို့ဥဆောင်တယ်ပေါ့နော်။တိုင်းပြည်ရဲ့အာဏာကိုသူတို့လိုချင်တယ်နော်။ဟိုပြန်နောက်တစ်ခုကတိုင်းပြည်ကိုကောင်းဆောင်ခြင်းနဲ့เนาะသူတို့တမလားလှုပ်ခြင်းနဲ့ဆိုပြီးတော့သူတို့အဲ့လိုမျိုးပြောပေမဲ့တကယ်တကယ်တမ်းသူတို့လှုပ်နေတဲ့လှုပ်ရက်တွေသူတို့ရဲ့ အတွေးတွေသူတို့ရဲ့ပြောဆိုမှုတွေကတကယ်တော့သူတို့ကဟိုအရင်ကရှိခဲ့တဲ့ယာကူဇာတို့မာဖီးယားတို့လို့ဒီလိုဇယိုက်တွေပဲသူတို့မှရှိကြတယ်ရွှေကုတ်ကိုမြို့တစ်ထူထောင်သူကြားဖြန့်ကောင်းဆောင်ရှိကြည်ကျန်းကို ထိုင်းကနိုဝင်ဘာလ၁၂ရက်မှာတရုတ်ပြည်ကို လွှဲပြောင်းပေးလိုက်သလို DKBA ခေါင်းဆောင်၄ယောက်ကိုလည်းကြားဖြန့်လုပ်ငန်းနဲ့ပတ်သက်တယ်ဆိုပြီး ်အမေရိကန်ဆိုရကဒဏ်ခတ်ရေးယူလိုက်အပြီးမှာ BGF ကအခုလိုသတင်းစာရှင်းလင်းပွဲပြုတ်လုခဲ့တာပါခမညာကျွန်တော်မောင်တူပါလုံးတဲ့အချိန်ကြရင်အဲ့တော့ပုတ်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 တွေ့ရပါတော့အခုဒီတစ်ခေါက်တော့ဝိလင်းမြင်တာဆိုတော့ကိုတို့လုတ်ပြပါမယ်